မင်းဟာအခုဒီပွဲမှာဆိုလဲမင်းတို့မန္တလေးကင်းပေါ့နော်သင်္ကန်းတိုင်းနဲ့နေပံကိုဆိုင်ရနေပြီးတော့ဒီဗိသိက်ဆက်တွေအားလုံးကိုကိုယ်တိုင်လက်ရကိုယ်တိုင်ပရိန်နဲ့ထုပြီးတော့ဒါဗိသိက်ဆက်တွေအဲဒါဗာလဲစီစဉ်ပေးရပေါ့နော်ပြီးတော့မင်္ဂလာဆောင်မင်္ဂလာဆောင်အတွက်လက်ဖွဲ့ငွေကိုတော့မင်းကတော့ငွေမဟုတ်ဘဲနဲ့တို့ကဖျားတဆောင်သား ဘုရားတဆောင်စာပေါ့နော်အဲ့ဒါကိုမိန်းကလက်ဖွဲ့ပါတယ်ဟုတ်ကဲ့သိန်း30ကျော်ပါတယ်ရှင်ဟုတ်ဟုတ်သိန်း30ကျော်လက်ဖွဲ့ပြီးတော့ချစ်တယ်ပေါ့မှာချစ်တာပေါ့လက်ထမကဟိုသူကအမိန်းအတွက်တန်ဖိုးရှိပါတယ်သူတို့မြောက်ကဩစိုးပြင်းနဲ့ကိုဟိနဲ့အရန်ကိုချစ်စရာကောင်းတယ်ပေါ့နော်မိန်းရဲ့မျက်စိထဲမှာလှတာထက်ကိုချစ်စရာကောင်းတယ်ပေါ့နော် သူကဆိုးပြရတော့ပွဲတိုင်းကိုဖိတ်ပါတယ်ဘာလို့လဲဆိုတော့သူနဲ့ကိုနဲ့ကဒီကိုဟိန်းနဲ့သူတို့နှစ်ယောက်စပြီးတော့ချစ်ကြတယ်ကိုရေကတိုး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 ပေါ့ပေါ့နော်ညီမတွေလိုလည်းဖြစ်တယ်ဆွေမျိုးတွေလည်းဖြစ်တယ်ပြီးတော့လုပ်ငန်းပါတနာတွေလည်းဖြစ်တဲ့ခါကျတော့ဒီကိစ္စတွေကိုပြောပြတယ်ပြောပြရင်လည်းအလားအခုသူပွဲတိုင်းကိုတက်ခိုင်းတာဒါပေမဲ့မင်းကသုံးပွဲပဲတက်မယ်ဆိုပြီးတော့လက်မထိုးပွဲလေးရယ်အခုလက်ထပ်ပွဲလေးရယ်ပြော့တင်တာလေးရတက်ပါတယ်။အော်ဆိုပြင်းနဲ့ကိုဟိတ်နဲ့အရန်ကိုချစ်စရာကောင်းတယ်ပေါ့နော်။မင်းရဲ့မျက်စိထဲမှာလှတာထက်ကိုချစ်စရာကောင်းတယ်ပေါ့နော်။ အဲ့တော့ဒီနေ့ဗီဇာဖြစ်တာကိုတခြားလူမသိဘူးကိုမောင်သိထားတဲ့ပုံမှန်ရှိတယ်။ဘာပြောရလဲလေဗီဒီယိုကောတွေကကောတွေပြောနေတဲ့အိတ်ပြောနေဆိုသိထားတာစာချုပ်တွေကသိထားခဲ့တာပါမပြောဘူး။အာစာချုပ်တုန်းကတော့မသိဘူးဒါပေမဲ့သူ့ကိုပေါ့နော်သူကအရင်ဟိုလိမ်မာတဲ့ကလေးလေးဆိုတော့မပြောဘူးအဲ့ဒါလေးနောက်ကျမှသူကအဲလက်ထက်ကန်ဒီလောက်မှအမေရောအမဟုတ်တယ်ဆိုတာပြောပြတာ။ကဲနောက်တော့ live ဖိုက်လဲဒီ ီးနဲ့ညီမလေးဘယ်တော့သူတို့နဲ့ကိုမြက် close အရင်ဖြစ်လေအဲ့လားလေးသိအောင်ပြပြပြတော့မှာ close ဖြစ်တာကတော့လေဟိုတယောက်နဲ့တယောက်လေနောက်ဆုံးသူ့ကိုလေဟိုဘယ်လိုခေါ်မလဲကိုဟင်းနဲ့လက်ထက်ကနေမှာရုပ်ကစိုးလို့ခေါ်တာအထိသူ့ရုပ်ကစိုးလို့ခေါ်တာကိုဟင်းအဲ့လောက်ထိကိုတယောက်နဲ့တယောက်ဟိုဘယ်လိုခေါ်မလဲစတာအစအာတယောက်နဲ့တယောက်နားတယ်တားတယ်မရှိဘဲနဲ့ကိုခင်သွားကြတာပေါ့နော်ညောင်းလေးညာလုံးမတတ်တယ်ညောင်းဒီ မင်းဟာအခုဒီပွဲမှာဆိုလဲမင်းတို့မန္တလေးကင်းပေါ့နော်တင်ငန်းတိုင်းနဲ့နေဘန်ကိုဆိုင်ရနေပြီးတော့ဒီဗိတ်သိက်ဆက်တွေအားလုံးကိုကိုတိုင်းလက်ရကိုတိုင်းပရိန်နဲ့ထုပြီးတော့ဒါဗိတ်သိက်ဆက်တွေအဲဒါဗာလဲစီစဉ်ပေးရပေါ့နော်ပြီးတော့မင်္ဂလာဆောင်မင်္ဂလာဆောင်အတွက်လက်ဖွဲ့ငွေကိုတော့မင်းကတော့ငွေမဟုတ်ဘဲနဲ့သူတို့ကဖျားတဆောင်သားဖျားတဆောင်သားပေါ့နော်အဲ့ဒါကိုမင်းကလက်ဖွဲ့ပါတယ် နည်းဦးခဏပါဗျာဟုတ်ကဲ့ဟုတ်ကဲ့3030ကျော်ပါလေရှင်ဟုတ်ဟုတ်3030ကျော်လက်ဖွဲ့ပြီးတော့ဟုတ်တယ်ဟုတ်ချစ်တာပေါ့တက်ထမကဦးသူကအမိန့်အတွက်တန်ဖိုးရှိပါတယ်သူတို့မြောက်ကအကိုဟိန်းအကိုဟိန်းနဲ့ပေါ့နော်ဆိုပြတဲ့စဉ်အတိထမကတော့ပျော်ရွှင်မှုများတိထသမမကတော့ပိုင်ဆိုင်မှုများနဲ့ချမ်းသာမှုများနဲ့စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာနဲ့တီးလင်းလင်းများအိုအောင်မြောင်ပေါင်းနိုင်ကြပါစေရှင်